ူရိုနိုင်ငံတနင်္ဂနွေကိုရောက်တာနဲ့အခြားနိုင်ငံတွေအကုန်လုံးကိုရောက်တယ်လို့ခန့်စားမိပါလိမ့်မယ်။ဘာလို့ဒီဒီကဒီစကားကိုပြောလဲဆိုရင်ဒီဒီအခုယူရိုနိုင်ငံတွေတော်တော်များများကိုတွားလည်လိုက်တဲ့အခါမှာသူတို့မျိုးတွေရဲ့ structure တွေကတပုံစံတိုင်းပဲပေါ့နော်။ဒီဒီမနီကဆိုရင် Brussels မှာရှိတယ်။ Brussels မှာဆိုရင်လည်းအခုလိုမျိုး Market Square ရှိရပေါ့နော်။ Market Square ဆိုတာကဒီမြို့တစ်မြို့ရဲ့စတီယာနေရဒီမြို့လက်ကောင်ကနေဖြည်းဖြည်းချင်းစီသူတို့ကမြို့ကို expand လုပ်သွားတယ်။ရန်ကုန်မှာဆိုရင်စူးလေလိုမျိုးနေရပေါ့နော်။ဒီ Market Square မှာဆိုရင် Square ကိုဝင်လာတဲ့ လမ်းတွေက အများဆုံးအများကြီးရှိတယ်ပြီးတော့ပြီဆိုရင်ဒီ360 degree ပေါ့နော်ဒီမှာဆိုင်တွေစားတောက်ဆိုင်တွေ hotel တွေပြီးတော့ပြီဆိုရင်ဒီ tourist တွေလာတဲ့နေရာပြီးရင်သူတို့မြို့ကိုလိုက်ပြပေးရဲ့နောက်မှာဆိုရင် city tour bus ဒီဘက်အချမ်းမှာဆိုရင်သူတို့မှာဘာရှိလဲဆိုရင်မြင်းလဲတွေရှိရပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲ Brussels မှာလည်းအတူတူပဲ Paris ကိုသွားရင်လည်းအတူတူဖြစ်လိမ့်မယ် Germany Italy Finland တော်တော်များများဘယ်ကိုပဲတော်တော်ပေါ့နော်ဒါမျိုး market square လေးရှိတယ်ဒီ market square တွေမှာများတော့အပြင်သူတို့ကစောင်းရည် ိုရင် Christmas tree တွေတည်ဆောက်ကြတယ် Christmas market တွေရှိကြတယ်ဒါကတဘာဝပါအားကြောင့်မို့ဒီတိရဲ့အထက်မှာအခုနောက်ပိုင်းယူရိုနိုင်ငံတွေတွားလဲတာများသွားတဲ့အခါမှာနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတူညီတာတွေများပြီးမှမတူညီတဲ့အရာတွေကနည်းလာတယ် for example ပေါ့နော်မတူညီတဲ့အရာတွေကအစားအစာပဲနည်းနည်းလေး꽌ရင်꽌တော့မယ်ဒါတော့မှအများကြီးမ꽌ဘူးဘာလို့လဲဆိုရင်ဘယ်ဂျီယံနိုင်ငံကပြင်သစ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုခံရတယ်ဂျာမနီနိုင်ငံရဲ့လွှမ်းမိုးမှုကိုခံရတယ်ပြီးရင်네덜란드နိုင်ငံရဲ့လွှမ်းမိုးမှုကိုခံရတယ် အဲ့လိုမျိုးပဲဒီဆွစ်ဇာလန်နိုင်ငံဆိုရင်အတူတူပဲပေါ့နော်ပြင်သစ်နိုင်ငံရဲ့လွန်မုံမှုဂျာမနီနိုင်ငံရဲ့လွန်မုံမှုပြီးသွားပြီဆိုရင်အီတလီနိုင်ငံရဲ့လွန်မုံမှုပေါ့နော်တို့ရဲ့နယ်နိမိတ်ချင်းနီးစပ်တဲ့နိုင်ငံတွေရဲ့လွန်မုံမှုကိုခံရပါတယ်အဲ့တော့ဒီယူရိုနိုင်ငံဘယ်နိုင်ငံကိုပဲတွားတွားတို့ရဲ့ architecture influence အစားအသောက်တွေတော်တော်များများတိတ်မကွာဘူးကွာတဲ့အချက်ကနဲလာတယ်လို့ထင်တယ်အဲ့တော့ဒီဒီမှာတွားလေတိုင်းတွားလေတိုင်းဟာဒီနိုင်ငံမှာလည်းငါဘုတ်စီရမယ် ဟိုနိုင်ငံမှာလည်းပုတ်စီရမယ်ဟာဒီနိုင်ငံမြူဇီယမ်နဲ့ဟိုနိုင်ငံမြူဇီယမ်နဲ့တိတ်မကွာဘူးပေါ့နော်အဲ့လိုမျိုးခံစားမိလာတယ်အပေါ်ယံကနေကြည့်ရင်ပေါ့နော်အဲ့တော့လုံးဝ detail individual story တွေကိုဒီဒီမပြောပါဘူးပေါ့နော်အပေါ်ရန်ကနေကြည့်ရင်အဲ့လိုမျိုးခံစားမိလာတယ်ဆိုတဲ့ဟာလေးကိုဒီဒီ sharing တော့ချင်းဖြစ်ပါတယ်ပေါ့နော်ဒီတော့ဒီဒီပြောတာကိုလက်ခံလားပေါ့နော်ဒီ Europe မှာနေတဲ့သူတွေကလက်ခံတယ်ဆိုရင် လက်ခံတယ်လက်မခံဘူးဆိုရင်လည်းဒါ discussion လုပ်တော့လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီကအခုဒါ Belgian နိုင်ငံရဲ့ Bruges Market Square ကိုရောက်နေရပါဒီညပဲ London ကိုပြန်มาဖြစ်ပါတယ်အဲ့တော့အားလုံးပဲ thank you for watching this video see you in the next video bye bye